တင်ဆက်ပေးမယ့်သတင်းကတော့ Nike Light တို့ကြောင့်မူကြောင့်124ကိုတည်ဆုံခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ Nike Light တခုရဲ့အမှုပြုကြမှုကြောင့် Nike Light တွေကိုရောက်ရှိနေသူထောက်ကနိုင်ခံတွေကနေတာရ24ကိုတည်ဆောင်ခဲ့တဲ့ဖြစ်စဉ်တခု Dominican နိုင်ငံမှာဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။ Dominican နိုင်ငံမျိုးတော့ Santo Niño ကိုမှရှိတဲ့ Jet ဆိုတဲ့ Nike Light မှာယမန်နေဒေသဆန်တော်ကျဲညနေရဲ့အချိန်မှာအဆိုပါဖြစ်စဉ်ဖြစ်ပွားခဲ့ရဖြစ်ပါတယ်။နာမည်ကျော်ဆိုတော့တအုပ်ဖြစ်တဲ့ Ruby Pirate တရှိဆိုတည်ဆောင်နေတဲ့အချိန်ဖြစ်တာကြောင့် Nike Light ထဲမှာထောင်နဲ့ရှိရဲ့ပြတဲ့တွေရှိနေခဲ့ရပါဘူး။ အချိန်မီထပြေးလွတ်မြောက်တဲ့သူတွေရှိခဲ့ပေမဲ့လည်းကယ်ဆယ်ရေးဖွဲ့တွေရောက်ရှိလာပြီးကယ်ဆယ်ရေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ပြီးနောက်မှာတည်ဆုံသူ134ဦးရှိခဲ့တယ်လို့အတည်ပြုနိုင်ခဲ့တာပါထိရိုက်ဒဏ်ရာရှိသူ150ဦးရှိခဲ့ပြီးဒဏ်ရာရှိသူတွေထဲမှာအရေးပေါ်နေတာရှိသူတွေလည်းပါဝင်ခဲ့ပါတယ်။ ကယ်ဆယ်ရေးအဖွဲ့တွေကအပြည့်အစုံတွေချမပေးမိနေသူတွေကိုကယ်ထုတ်နိုင်ဖို့အတွက်ဆက်လက်စူးစမ်းနေစေဖြစ်ပြီးဒုရဲကြီးမာတဲ့အပြည့်အစုံတွေချောင်းစက္ကရိယာကိုအညီနေရဲစူးစမ်းနေရကြကခက်ခဲတဲ့အခြေအနေတွေနဲ့ကြုံတွေ့နေတယ်လို့လည်းဒိုမီနီကန်ဆိုရကသတင်းထုတ်ပြန်ခဲ့လို့သိရပါဗျ။ဒီသတင်းကိုတော့ညင်းကြောင်ဟောပေးပို့လာပါဗျ။